app ကကိုတော့မီ paper tag highlight animation ကိုတင်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့တွေ့ကြည့်လိုက်ရအောင် new project ကိုဝင်မယ် new project ကနေပြီးတော့ကိုလိုချင်တဲ့သတင်းစာလေးတစ်ခုကိုထည့်လိုက်မယ်ပေါ့နော်ဒီသတင်းစာကတော့ကိုယ့်ဘက်ကိုကြိုက်တဲ့နေရာက နေပြီးတော့ download လုပ်လို့ရတယ်လို့ညီမရဲ့ discretion မှာလည်း Telegram link ကိုချထားရရှိပါတယ်အဲ့ဒီ link ကနေပြီးတော့ လာယူလို့ရပါတယ်။အဲဒီနောက်ဆုံးအဲ watermelon လေးကိုဖြတ်လိုက်မယ်ပြီးလို့ရှင်ဒါလေးကို duration လေးနည်းနည်းလေးချဲ့ထားလိုက်မယ်ပေါ့နော်၁၀စက္ကန့်လောက်မှထားလိုက်မယ်ပြီးလို့ရှင်တော့အရှိဆုံးကိုလာပြီးတော့ key frame ချမယ် key frame ချပြီးလို့ရှင်တော့ဒါလေးကိုအောက်က tooth လေးတွေကိုဆွဲပြီးတော့ basic ကနေပြီးတော့ဒီ basic ကနေပေါ့နော် basic ကနေပြီးတော့ rotate လေးနည်းနည်းလှည့်လိုက်မယ်ပေါ့နော် minus part ကိုလှည့်လိုက်မယ် minus 13လောက်ပဲထားလိုက်မယ်ပေါ့နော်ပြီးလို့ရှင်ဒီမှာနည်းနည်းလေးချဲ့လိုက်မယ်ပေါ့ ိုကအပေါ်ဆုံးကတည်င်းစာရဲ့စာကိုအရင်ဆုံးမြင်ချင်တာဖြစ်တဲ့အတွက်နမနေချိန်လိုက်မယ်ပင်ပိုစီရှင်ကနေပြီးတော့အောက်ကိုဆွဲချလိုက်မယ်ပေါ့နော်အပေါ်ဆုံးကတည်င်းစာလေးအရင်ဆုံးပေါ်လာတဲ့အထိကိုဆွဲချလိုက်မယ် Okay ပြီးပြီဆိုလို့ရှိရင်အဲ့ဒီ ace ကနေပြီးတော့ဘေးကိုဆွဲမယ်ပေါ့နော်ပေါ်ပြီးနည်းနည်းလေးထက်ပြီးတော့ချက်လိုက်မယ်ပေါ့ဟုတ်ပြီ ace ကနေပြီးတော့ပြန်ဆွဲမယ် ဝိုင်းရနေပြီးတော့အောက်ကိုဆွဲလိုက်မယ်ပေါ့နော်โอเคကျတော့ဆိုတော့အဆင်ပြေရပေါ့နော်ပြီးလို့ရှိရင်ဒီ9 second လောက်ကိုသွားလိုက်မယ်ပေါ့နော်9 second လောက်ကိုသွားပြီးရင် key frame ထည့်ချမယ် key frame ချပြီးဆိုလို့ရှိရင်တော့ကိုကဒီစာရွက်ကအလဲလောက်ကိုသွားမယ်ပေါ့နော် တင်းစာရဲ့အလဲနေရာလောက်ကိုသွားမယ်ဆိုရဲအတွက်ဒီ x ကနေပြီးတော့ဆွဲမယ်ပြီးရင် y ကနေပြီးတော့ အာဒီခြားကြအပေါ်တိုးမှာပေါ့နော်ဒီအလေရဟာကိုမြင်စင်တာဖြစ်တဲ့အတွက်အပေါ်တိုးလိုက်မယ်တိုးပြီးလို့ရှိရင်နည်းနည်းလေးချုံလိုက်မယ်ပေါ့နော်ဒီသတင်းစာ၃ခုလောက်ကိုမြင်စင်တာဖြစ်တဲ့အတွက်ချုံလိုက်ပါမယ်ပြီးရင် position ကနေပြီးတော့အပေါ်နည်းနည်းထပ်တိုးမယ် โอเคဒီလောက်ဆိုအဆင်ပြေရပေါ့နော်ပြီးလို့ရှိရင်တော့နောက်ဆုံးကိုသွားပြီးတော့ key frame ချမယ်ချပြီးပြီဆိုလို့ရှိရင်ဘေးကိုပြန်ဆွဲမယ်ပေါ့နော်ဒီဘက်ဘေးကိုဆွဲမယ်ဒီဘက်တောင်ဆုံးရဲ့အောက်ဆုံးကစိုက်ရက်လေးကိုမြင်ချင်တာဖြစ်တဲ့အတွက်ဒီဘက်ဘေးကိုဆွဲမယ်ပြီးလို့ရှိရင်ဝိုင်းကနေပြီးတော့အပေါ်တိုးမယ်ပေါ့နော်စိုက်ရက်ကိုအပေါ်တိုးမယ် โอเคโตบิบิဆိုလို့ရှိရင်เนาะဒီ rotate ကနေပြီးတော့နည်းနည်းလေးပြန်ပြီးတော့ဒီ plus back ကိုပြန်တိုးမယ်ပေါ့เนาะ plus 30လောက်ထားကြည့်လိုက်မယ်ပေါ့30လောက်ထားပြီးပြီဆိုလို့ရှိရင်ဒီ position ကနေပြီးတော့ပဲနည်းနည်းလေးပြန်ဆွဲမယ် one ကနေပြီးတော့အပေါ်ဆွဲမယ်ပေါ့เนาะโอเคဒီလောက်ဆိုရင်တော့အဆင်ပြေရပေါ့เนาะဒါဆိုရင် play ပြန်လုပ်ကြည့်ရအောင် မျိုးဆိုလို့ရှိရင်တော့ 3D look လေးကိုရရဲပေါ့နော်ဒါဆိုလို့ရှိရင်တော့ကိုက highlight လေးတွေလိုက်ပြီးတော့ထည့်လို့ရပါပြီမြန်နဲ့ပြန်ထွက်လိုက်မယ်ပြီးရင်တော့ overlay ကိုနှိပ်မယ် add overlay ကိုနှိပ်မယ်ဒီ overlay မှာဆိုလို့ရှိရင်ဒီလိုမျိုးအာ highlight ပုံလေးကိုကိုကရှိထားဖို့လိုရပေါ့နော် ပြီးလို့ရှိရင်တော့ဒါကိုအနောက်က background အမဲရံကို chroma key ကနေလာပြီးတော့ဖြတ်လိုက်မယ်ပေါ့နော်ပြီးအမှန်ကိုချစ်လိုက်မယ်ပြီးမြန်းနဲ့ပြန်ထွက်မယ်ပေါ့နော်ဒီ out က space ကိုနှိပ်မယ်နှိပ်ပြီးရင်ဘေးလေးကိုဆွဲလိုက်မယ်ဆိုလို့ရှိရင်တော့ဒီ size ဆွဲဟာရှိရပေါ့နော်အဲ့ဒီ size ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင် okay ဒီမျိုးအောက်က size လေးကိုဖောက်ပြီးတော့မြင်ရရပေါ့နော်ပြီးတော့အမှန်ကိုချစ်လိုက်မယ် ထုံးစံအတိုင်းပဲ BC ကနေသွားပြီးတော့ကိုကကိုလိုချင်လိုမျိုး adjust လေးလုပ်လို့ရပါတယ်ပြီးရင်တော့ rotate ကိုနှိပ်ပြီးတော့နည်းနည်းလေးဆိုင်လေးနဲ့ညီအောင်ညှိမယ်ပေါ့နော်အပေါ်ဆုံးကဆိုင်ရွက်ဒီလိုမျိုးဒီဆိုင်ရွက်ပါနော်အဲ့ဆိုင်ရွက်ကိုအရင်ဆုံးပြချင်တာဖြစ်တဲ့အတွက်အဲ့ဟာလေးနဲ့ညှိမယ်ပြီးလို့ရှိရင်ဒါလေးကိုဆိုင်လေးနဲ့အညီညှိမယ်ပေါ့နော်လူလူလေးညှိလိုက်ပါတယ်ညှိပြီးပြီဆိုလို့ရှိရင် position က x ကနေပြီးတော့ b လေးကိုပြန်ဆွဲမယ် y နဲ့ပြီးတော့အပေါ်နဲ့ပြန်တိုးရမယ်ပေါ့နော် ဒီလောက်ဆိုလို့ရှိရင်လည်းညီသွားပြီပေါ့နော်ပြီး rotate ကလည်းနည်းနည်းလေးအောက်ဖက်လေးနည်းနည်းပြန်ညှိလိုက်မယ်ပေါ့ပြန်အောက်ဝင်နည်းနည်းပြန်ဆွဲမယ်ဆွဲပြီဆိုလို့ရှိရင်အမှန်ကိုပြန်ချစ်လို့ရပါပြီကိုကကုနာဆိုရင်ပုံစံလေးလုတ်ခဲ့တာဖြစ်တဲ့အတွက်သူငယ်ညီရလို့လိုက်ပြီးတော့ key fade လေးနဲ့လိုက်ညှိပေးဖို့လိုရယ်ပေါ့နော်အဲ့တော့အရှိဆုံးကိုသွားပြီးတော့ key fade ချမယ် key fade ချပြီဆိုရှင်ဘေးလေးကိုနည်းနည်းဆွဲပြီးတော့တူဦးနာကရွေ့သွားတဲ့နေရာအတိုင်းကိုကိုကလိုက်ပြီးတော့ဒီ highlight လေးတွေကိုလိုက်ထားလိုက်မယ်။ Okay. ီစာရွက်လေးပြောက်သွားတဲ့အထိကိုကိုယ့်ရဲ့ highlight လေးကိုလည်းနည်းနည်းထားထားရမယ်ပေါ့နော်ဆိုတော့ကခုနကနောက်ဆုံးထားခဲ့တဲ့ key frame ကဒီနားမှာပြင်နေနဲ့ပြန်ဆွဲမယ်ဆွဲပြီးလို့ရှိရင်ဒီ highlight လေးနဲ့လိုက်ပြီးတော့ညှိမယ်နည်းနည်းထပ်ဆွဲမယ် timeline လေးနဲ့လိုက်ပြီးတော့ညှိရပါတော့ဒီ timeline ကိုနည်းနည်းထပ်ဆွဲမယ်ပြီးလို့ရှိရင်အပေါ်လေးနဲ့လိုက်တိုးမယ်ဒါလေးကိုနည်းနည်းလေး okay ဒါဆိုရင်တော့ပျောက်သွားရပါတော့နောက်ဆုံးပျောက်သွားတဲ့နေရာမှာဒီ highlight ကိုအပေါ်ဆုံးအထိကိုတိုးထားလိုက်ပါမယ် ်ပြီးလို့ရှိရင်တော့ကိုကဒါကို mask လေးတစ်ခုထားမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လူမျိုးပုံစံကြီးပဲဆိုလို့ရှိရင် highlight ကအသေးပုံစံနဲ့ဖြစ်နေရပေါ့နော်အဲ့တော့ကဒီစာတဲ့အပြစ်ပေါ်နေတဲ့နေရာမှာကိုကဒီ mask ကိုနှိပ်မယ်အဲ့မှာ horizontal ကိုနှိပ်ပြီးလို့ရှိရင် adjust ကိုနှိပ်မယ် rotate ကနေပြီးတော့ဒီဘက် minus back ကိုနည်းနည်းဆွဲမယ်ပေါ့နော် ီမှာဘလောက်လောက်ဆိုလို့ရမလဲဆိုလို့ရှိရင်89လောက်ထိထားကြည့်မယ်ပေါ့နော်။ Okay 89လောက်ထားပြီဆိုလို့ရှိရင် position ကနေပြီးတော့ ace နဲ့ဒီဘက်ကိုဆွဲလာမယ်။ဘယ် sarin ဘက်ကိုဆွဲလာမယ်ပေါ့နော်။ sarin လေးဆုံးတဲ့နေရာမှာကိုယ့်ရဲ့ mask လေးကိုလည်းရက်လိုက်မယ်ပေါ့နော်။ Okay ဒီနားလောက်မှာရက်လိုက်ပါမယ်။ပြီးလို့ရှိရင်တော့အရှိဆုံး key fin ကိုသွားမယ်။သွားပြီး rotate မှာခုနကကို -89 ထားခဲ့ရဆိုလို့ရှိရင်ဒီမှာလည်း89ပဲထားမယ်ပေါ့နော်။ โอเค86ထားမယ်ပြင် position ကနေပြီးတော့ခုနတိုင်းမဲ့အရှိဆုံးကိုဆွဲချလိုက်မယ်ပေါ့နော်ဟုတ်ပြီဒါလေးကို play လုပ်ကြည့်ပါမယ်โอเคလူမျိုးလေးကြွကြွလေးတွားနေရယ်ပေါ့နော်ဆိုတော့ကဒီမှာကဒီတစ်ခုတည်းကလူမျိုးတွားနေရယ်ဆိုပြင်းစရာကြီးဖြစ်တဲ့အတွက်အောက်ကတဲ့င်းစာတွေကိုလည်းကိုက highlight လေးဒီတိုင်းပဲလိုက်ထည့်မယ်ပေါ့နော် add over လေးကိုနှိပ်မယ်ပြီးလို့ရှိရင်ဒီခုနထားခဲ့တဲ့ highlight လေးကိုပြန်ထားမယ်ပေါ့နော်အဲ့ဒီ highlight ကို ရမုပီကြီးကနေပြီးတော့ခိုမာကီးနဲ့ဖြတ်လိုက်မယ်ပြလို့ရှင်ခုနအတိုင်းပဲဒီကနေပြီးတော့ပဲ site ကို okay လိုမျိုးလေးပြောင်းလိုက်မယ်ပေါ့နော်ထုံးစံအတိုင်းမှာပဲဒီ basic ကိုပြန်သွားမယ် basic ကိုသွားပြီးလို့ရှင် rotate ကနေပြီးတော့သူ့ရဲ့အတိုင်းလေးလိုက်ပြီးတော့ညှိလိုက်ပါမယ်ညှိပြီးပြီဆိုလို့ရှင်တော့ဒါကိုချဲ့မယ်ပြလို့ရှင်ဒီဘက်အပေါ်လေးကိုလက်လေးနဲ့ပဲတိုးလိုက်မယ်ပေါ့နော်မြန်သွားလို့လက်လေးနဲ့ပဲတိုးလိုက်မယ်ဒါလေးကိုနည်းနည်းထက်ချဲ့မယ်သူ့ရဲ့ဆိုင်လေးနဲ့အညီလိုက်ပြီးတော့ညှိလိုက်တာဖြစ်ပါတယ် โอเคပြီးလို့ရှိရင်တော့အမှန်ကိုချစ်လိုက်မယ်အမှန်ကိုချစ်ပြီဆိုရင်ခုနအတိုင်းပဲ key frame ချမယ် key frame ချပြီးလို့ရှိရင် must ထည့်မယ်ပေါ့နော်အဲ့လိုပါပဲ key frame နှိပ်မယ် key frame ကိုနှိပ်ပြီးအ timeline လေးကိုနည်းနည်းဆွဲပြီးတော့ကိုကခုနကโอเคခုနအတိုင်းပဲပေါ့နော်လူလေးလိုက်ပြီးတော့ချိန်မာမယ်အပေါ်လိုက်တိုးမယ်ဒီမှာ solution တော့ rotate နဲ့ကိုကနည်းနည်းလိုက်ညှိဖို့လိုပြီပေါ့နော်ဒါခုနကကိုက နည်းနည်းချုံခဲ့ရရှိရတဲ့အတွက်ကိုကရိုတိတ်ကနေပြီးတော့နည်းနည်းလိုက်ပြီးတော့ညှိပေးရဖြစ်ပါတယ်။ Okay ပင်ဘေးကိုလည်းနည်းပြန်ဆွဲမယ်ဆွဲပြီးလို့ရှိရင်ဒါလေးကို Okay ဒီလိုမျိုးလေးအပေါ်လေးကိုလိုက်ပြီးတော့တိုးမယ်ပေါ့နော်။ဒီစာရင်းလေးကအပေါ်ဆုံးထိရောက်သွားတဲ့နေရာထိကို ကိုယ့်ရဲ့ highlight ကိုထားရမယ်ပေါ့နော်။အဲ့ဒါမှမဟုတ်လို့ရှိရင် ဒီစာရန်ပြောက်သွားတဲ့အချိန်မှာကိုယ့်ရဲ့ highlight ကမပေါ်တော့ဘဲနဲ့ထောင်စာရန်ကြီးပဲဖြစ်နေမှာဆိုလို့ပေါ့နော်အဲ့လိုမျိုး highlight ကိုနောက်ဆုံးထိထားတာပါပြီးလို့ရှိရင်တော့နောက်ဆုံး key frame မှာကိုယ့်ရဲ့ highlight ကိုအပေါ်ဆုံးထိရွှေ့ပြီးတော့ basic ကနေ rotate ကိုနည်းနည်းလေးထုံးစံတိုင်းပဲလိုက်ပြီးတော့ညှိလိုက်မယ်ပြီးရင်ဒါကိုအောင်းနေနဲ့ချမယ် okay ဒါဆိုရင်တော့ညှိသွားပြီပေါ့နော်ညှိသွားပြီဆိုလို့ရှိရင်ဒီနားလောက်မှာကိုက mask ထည့်မယ်ပေါ့နော် ဖေးကိုဆွဲမဲ mask ကိုနှိပ်မဲ horizontal ကိုနှိပ်ပြီးတော့ adjust ကိုနှိပ်မဲမိုတိတ်ကနေပြီးတော့ထုံးစံအတိုင်းမဲ minus 89လောက်ကိုထားလိုက်မယ်ပေါ့နော်89 okay လောက်ထားလိုက်မယ်ပြီးလို့ရှိရင်တော့ဒါကိုစာရင်းဆုံးတဲ့နေရာမှာထားလိုက်မယ်ပြီးလို့ရှိရင်အရှိဆုံးကိုထားခဲ့တဲ့ key frame ပေါ့နော်ဒီ key frame နေရာကိုသွားမယ်သွားပြီဆိုလို့ရှိရင် mask ကိုပြန်သွားမယ်ပေါ့နော် mask ကိုနှိပ်မယ်ပြီးလို့ရှိရင် gas ကိုပြန်နှိပ်မယ် rotate ကနေပြီးတော့ကိုယ့်ဘက်ကိုခုနအတိုင်းမယ် minus 89လေးကိုပြန်ထားမယ်ပေါ့နော်ကိုထားတဲ့ rotate number လေးကိုကိုယ့်ဘက်ကိုမှတ်ထားဖို့လိုမယ်ပေါ့နော်ညောင်လေးထားလိုက်ပေါ့ရှစ်ဆက်ရှစ်ရှစ်ဆက်ကို okay ပြီးရင်ဒီလက်လေးနဲ့ပဲဒီမျိုးလေးအလွယ်တကူလေးဆွဲလိုက်မယ်ပေါ့နော် ဒီ position ကနေလုပ်ရင်တော့ပို့ပြီးတော့ professional center ပေါ့ဒီမှာတော့ညီမကအာ video ရှေ့သွားမှဆိုတဲ့အတွက်ဒီလိုမျိုးမြင်မြန်လေးတုံးလိုက်တာဖြစ်ပါတယ်အဲ့တော့ဒီနှစ်ခုကိုပေါင်းပြီးတော့ play လုပ်ကြည့်ရအောင် โอเคဒီမှာစာတန်းကတစ်ခုမဆုံးခင်မှာနောက်တစ်ခုက highlight လေးပေါ်လာတဲ့ပုံစံလေးပေါ့เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီ highlight လေးကမပြီးခင်မှာကိုကနောက်ထပ်အောက်ကသတင်းစာရဲ့စာကိုလည်းကိုက highlight လေးထည့်လိုက်ပြီးတော့ထည့်မယ်ပေါ့เนาะထုံးစံအတိုင်းပဲ add over လေးကိုနှိပ်မယ်ဒီ highlight လေးကိုထည့်မယ်ပြီးလို့ရှိရင် remove pg ကိုနှိပ်မယ် chroma key ကနေဖြတ်လိုက်မယ်အမှတ်ကိုချစ်မယ်ပြီးလို့ရှိရင်မြန်းနဲ့ပြန်ထွက်မယ်ဒီကနေပြီးတော့ site ကို okay site ကိုယူလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့ basic ကိုပြန်သွားမယ် rotate ကနေပြီးတော့လိုက်ပြီးတော့ညှိမယ်ပေါ့နော်ဒီဟာဆိုလို့ရှိရင်တော့တိတ်ပြီးတော့ညှိเสียလို့မှမဟုတ်ဘူးဘာဖြစ်လဲဆိုတော့ခုနကတော့ကသုံးဆွဲထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ဒါကိုနည်းနည်းချဲလိုက်မယ်ပေါ့နော် sign လေးနဲ့အညီလေးဖြစ်သွားအောင်ချဲလိုက်မယ် okay လောက်ဆိုရလောက်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့အမှန်ကိုချစ်မယ်ပြီးလို့ရှိရင် key frame ကိုနှိပ်မယ်ဖုံးစံတိုင်းမယ်ခုနလုံးနေကြတိုင်းမယ်လည်းလုံးမယ်ပေါ့နော်ပြီးရင်ဒါကို basic ကနေ rotate နဲ့နည်းနည်းလေးလိုက်ညှိမယ်ပေါ့နော် โอเคအောက်လေးနည်းနည်းဆွဲချမယ်ပြီးလို့ရှိရင် timeline လေးကိုဘေးကိုနည်းနည်းလိုက်ဆွဲမယ် protein နဲ့နည်းနည်းလိုက်ပြီးတော့ရွှေ့เสียလို့မယ်ပေါ့နော်ဘေးကိုပြန်ဆွဲမယ်ဟုတ်ပြီပြီးရင်နည်းနည်းရွှေ့မယ်ရွှေ့ပြီးဆိုလို့ရှိရင်တော့ဒီဟာကို protein နဲ့နည်းနည်းပြန်ပြီးတော့လှည့်လိုက်မယ်ပြန်ရွှေ့မယ်ဒါ ਉਹ လည်းခုနပြောခဲ့သလိုမျိုးပဲကိုရဲ့သတင်းစာမှာအပေါ်မှာမြင်ရတဲ့စာသားကမပြောက်သွားမချင်းကိုရဲ့ highlight ကိုထည့်ရမယ်ပေါ့နော်အဲတော့ကဒီဟာကို ပရိုတိတ်ကနေပြနေနဲ့လှဲ့မယ်လှဲ့ပြီးဆိုရှင်ဒီလိုမျိုးလေးလိုက်ပြီးရွှေ့ပေးမယ်ဒီ highlight ကိုနည်းနည်းနောက်ကိုရွှေ့ထားလိုက်မယ်ပေါ့နော်ဒီဟာကို rotate ကနေပြီးတော့ပဲလိုက်ပြီးတော့လိုက်ပြီးတော့ရွှေ့မယ် okay နည်းနည်းထပ်ရွှေ့မယ်ဒါဆိုရင်တော့ပျောက်သွားပြီပေါ့နော် ဟုတ်ပြီဒါဆိုလို့ရှိရင်တော့အရှိဆုံး key frame မှာကိုက mask လေးထည့်မယ်ပေါ့နော်အဲ့တော့ mask ကိုနှိပ်မယ် mask ကိုနှိပ်ပြီးလို့ရှိရင် horizontal ကိုနှိပ်မယ် horizontal ကိုရွေးပြီးဆိုလို့ရှိရင် adjust sorry key frame ကိုနှိပ်လိုက်မယ်ပေါ့နော် key frame ကိုနှိပ်ပြီးဆိုလို့ရှိရင် rotate ကိုနှိပ်ပြီးတော့ minus 89ကိုလှည့်လိုက်မယ်ပေါ့နော် minus 89လေးရောက်တဲ့အထိလှည့်လိုက်ပါမယ် โอเค86 89ပြီးလို့ရှိရင်တော့အပေါ် screen ကနေပဲလက်လေးနဲ့ပဲအရှိဆုံးမမြင်ရတဲ့အထိကိုရွှေ့လိုက်မယ်ပြီးလို့ရှိရင်ဒုတိယအာဒီတတိယ key frame လောက်မှာ key frame ထက်ချပြီးတော့ဒီစာသားကို highlight လေးအပြည့်ပေါ်အထိထွေးလိုက်မယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်တော့ပြန်ပြီးတော့၃ခုလုံးကို play လုပ်ကြည့်လို့ရပါပြီဟုတ်ပြီဒါဆိုလို့ရှိရင်နောက်ထပ် highlight တစ်ခုကိုကြတော့ဒီနောက်ဆုံးဒီနောက်ဆုံးသတင်းစာလေးမှာရွှေ့မယ်ပေါ့နော်အဲ့တော့ဒီဟာလေးကိုနည်းနည်းလေးအနောက်ကိုတိုးရမယ် okay ဒီမှာဆိုလို့ရှိရင်ဒီသတင်းစာရဲ့စာကအရင်ဆုံးဒီ wall ဆိုတဲ့ဟာလေးကအရင်ပေါ်လာဖြစ်တဲ့အတွက်ကိုက add over လေးကိုနှိပ်ပြီးတော့ဒီဟာကို highlight ကိုထည့်လိုက်မယ် ဒီ highlight ကိုထည့်ပြီးဆိုလို့ရှိရင်တော့ remove bg ကိုနှိပ်မယ်ခိုးမကီးကနေပြီးတော့ဒါကိုဖြတ်ထားလိုက်မယ်ပြီးအမှန်ကိုချစ်မယ်ညာနဲ့ပြန်ထွက်ပြီးလို့ရှိရင်တော့ဒီဟာကို site လေးထည့်လိုက်မယ်ပေါ့နော်အမှန်ကိုချစ်မယ်အမှန်ကိုချစ်ပြီးရင် basic ကိုသွားမယ်ပေါ့နော် basic ကိုသွားပြီးလို့ရှိရင် rotate ကနေပြီးတော့နည်းနည်းလေးလိုက်ညှိမယ်ပြီးလို့ရှိရင်ဒါကိုသူ့ရဲ့စာသားနဲ့ညီအောင်လို့ချဲ့လိုက်မယ် okay ဒီမျိုးလေးရပါပြီဒီ wall ဆိုတဲ့နေရာမှာထားလိုက်မယ်ပေါ့နော်ဒါလေးကိုနည်းနည်းလေးပြန်ညှိလိုက်အောင်မယ် ဟုတ်ပြီပြီးရင် key frame ကိုနှိပ်မယ် key frame ကိုနှိပ်ပြီးရင်ခုနကသူအပေါ်ကိုတိုးထားတာရှိရမလားတိုးထားရှိရအတွက်အဲ့ဟာလေးနဲ့လိုက်ပြီးတော့ညှိပါမယ် okay ပြီးရင် timeline လေးကိုနည်းနည်းထပ်တိုးမယ်ဒီ rotate လေးနဲ့နည်းနည်းလှည့်မယ်လှည့်မယ်ပြီးရင်တော့ဒီနားမှာထားမယ် okay ပြီးရင်နည်းနည်းလိုက်ပြီးတော့တိုးမယ်ထုံးစံအတိုင်းပဲဒီတိုင်းပဲလုပ်သွားရမယ်ပေါ့နော်ဒီ highlight လေးကိုနည်းနည်းအနောက်ကိုတိုးလိုက်မယ်ပေါ့နော် လောက်ဆိုရင်တော့ရပါပြီပြီးလို့ရှိရင်တော့ထုံးစံအတိုင်းမဲဒါကို mask လေးထည့်မယ်ပေါ့နော် mask ကိုနှိပ်မယ် horizon တဲ့ကိုနှိပ်မယ်ပြီးရင် key frame ချမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ rotate ကနေပြီးတော့ minus 89ကိုလှည့်လိုက်မယ် minus 86 88 okay 89ကိုလှည့်ပြီးဆို position ကနေပြီးတော့ဒီဘက်လေးကိုဆွဲထားလိုက်မယ်ပေါ့နော် highlight ပြောက်သွားတဲ့အထိကိုပဲကိုဝါထားမယ်ပေါ့နော် ်ပြီးလို့ရှိရင်တော့သူ့ရဲ့စာသားကအပြစ်ပေါ်လာတဲ့နေရာလေးမှာကိုကအဲ key frame ထက်ချမယ် key frame ထက်ချပြီးလို့ရှိရင်ဒီ ace နဲ့ဒီဘက်ကိုပြန်ဆွဲလိုက်မယ်ပေါ့နော်ဒီတစ်ခါမှာဆိုလို့ရှိရင်တော့စာသားကလုံးဝနောက်ဆုံးရောက်သွားတဲ့အထိကိုကိုယ့်ရဲ့ highlight ကိုထားလိုက်မယ်ပြီးရင်ပြန်ပြီးတော့ bleed လုပ်ကြည့်မယ်ပေါ့နော် Okay ဒါဆိုလို့ရှိရင်တော့ export ထုတ်ပြီးလို့ရှိရင်ရပါပြီ။အခုပြပြခဲ့တဲ့ highlight animation လေးတစ်ခုကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေကိုထပ်ပြီးတော့ကြည့်လို့ရအောင် channel လေးကို subscribe နဲ့နှိပ်ခဲ့ပေးဖို့ပြောချင်ပါတယ်။